ရုရှားဘက်ကချက်ချင်းအပြစ်ခတ်ရက်စဲမှုမလုံနိုင်ဘူးလို့ပြောပြီးတဲ့နောက်မှာသမ္မတပူတင်နဲ့တွေ့ဆုံမှုကိုရွှေ့ဆိုင်ထားမယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရပ်ကပြောလိုက်ပါတယ်အချိန်ဖြုံးယုံအစည်းအဝေးကိုမလုပ်ချင်ဘူးလို့သမ္မတထရန့်ကပြောလိုက်တာပါ မကြသေးခင်တော့ကအိဖြူတော်မှာယူကရိန်းသမ္မတနဲ့တွေ့ဆုံခဲ့စဉ်ကအပြစ်ခတ်ရက်စဲရေးအတွက်ယူကရိန်းနေမြေတချို့ရုရှားကိုပေးလိုက်ဖို့သမ္မတထရန့်ကတိုက်တွန်းခဲ့ပါတယ် အဲ့ဒီအစည်းအဝေးမတိုက်ခင်လေးမှာပဲသမ္မတထရန့်ကသမ္မတပူတင်နဲ့တယ်လီဖုန်းစကားပြောပြီးသူနဲ့ပူတင်တို့မကြခင်ရက်ပိုင်းမှာတွေ့ဆုံမယ်လို့ကြေညာခဲ့တာပါအဲ့ဒီနောက်မှာတော့ရုရှားတွေကသူတို့ရဲ့မူလတောင်းဆိုချက်တွေကိုမလျှော့နိုင်ဘူးလို့အမေရိကကိုထပ်ပြီးအကြောင်းကြားခဲ့တာပါအဲ့ဒီနောက်သမ္မတဒေါ်နယ်ထရပ်ကပူတင်နဲ့ဆွေးနွေးပွဲလှုပ်ဖြစ်ချင်မှလှုပ်ဖြစ်တော့မယ်လို့ပြောလာတာဖြစ်ပါတယ် အော်တိုဗာလာ23ရက်မနေ့ကတော့ဥရောပကောင်းဆောင်တွေကတမဒါထရန့်ကိုရုရှားဘက်ကချက်ချင်းအပြည့်ခတ်ရက်စဲမယ်ဆိုတာကို အခိုင်အမာရအောင်လုပ်ပါလို့တိုက်တွန်းခဲ့ပါတယ်။